အများကြီးရတယ်ဝက်သားဆိုရင်ဝက်ချိုဝက်ဆက်ဝက်မြင့်ချင်းဝက်ကလီစာလို့ရှိရင်ကြက်သားဆိုရင်ကြက်အဆက်နောက်ပြီးလို့ရှိရင်ကြက်တောက်ဆန်းချင်းဆက်လေးချက်တာလားအရောင်းကတော့ဝက်သားကြက်သားပေါ့ဝက်သားကြက်သားအဲအတုံးမှာဆိုခရမ်းသီးမီးပုတ်တုတ်ကတော့လူစားများတယ်တောက်လေးတွေကတော့တပွဲကိုတစ်ထောင် ဟိုထမင်းနဲ့ဟင်းနဲ့တစ်ခါပြင်ထိုင်စားပေါ့နော်တစ်ခါပြင်ပေါ်ဟိုပေါ့3500အသားဟင်းတမယ်ရယ်ထမင်းတမယ်ရယ်နောက်ဟိုအရေတောက်မပြီးတို့စရာချပေးမယ်သာသားနဲ့စားစားဟုတ်တယ်3,500အဲဘလူလူမျိုးဆိုစုံမာရဲသမီးညိလေဘက်ဆိုရုံးဝင်တန်းနေလာတယ်အဲညာဘက်ဆိုရင်တော့ရခိုင်တွေများတယ်ဒီရက်ွက်တွေမှာလေရခိုင်မျိုးတွေများတယ်အဲ့တော့သူကအဆက်များများပါတာကိုကိုကြိုက်တယ်နောက်ညှစ်အဆက်ကျော်လို့ပါတော့အဲ့လိုမျိုး အော်အနီတို့ဆိုင်အောင်မော်လမန်မီတာဆိုထမင်းဆိုင်ပါဟုတ်ကဲ့ပါဟုတ်အာကြောက်ကွက်တဲ့လမ်းနဲ့တရားသုတ်ပြီးထောက်မှာခင်လာတာပါဟုတ်အင်းနေရတော့အများကြီးရတယ်ဝက်သားဆိုရင်ဝက်ချိုးဝက်ဆက်ဝက်မြင့်ချင်းဝက်ကလီစာလို့ရှိရင်ကြက်သားဆိုရင်ကြက်အဆက်နောက်ပြီးလို့ရှိရင်ကြက်တောက်ဆန်းချင်းဆက်လေးချက်တာလားပြီးရင်ကြက်အဲကြက်ချောက်ဆက်ကြက်သားအဆက်လေးကြော်တာလားပြီးရင်ကြက်သားလုံးချိုချင်းကြော်ရှိမယ်ကြက်ဦးရှိမယ်ကြက်အသေးကြက်အမြင့် ။ဒါပြီးလို့ရှိရင်အမဲနှက်အမဲကျော်ပြီးွားလို့ရှိရင်ငဖဲရှိမယ်ဘဲဥရှိမယ်။ငါးနဲ့ပတ်သက်ရင်ငချင်းကျော်နှက်ငဒန်ငခုရဲရွရွပြီးွားလို့ရှိရင်ပဇွန်နှက်ကမွန်ညင်ရလေးချက်ထားတယ်။ပြီးရင်ကတ်တပေါင်းကြောက်လေးရှိတယ်။အဲကတ်တပေါင်းကြောက်ကိုငချောက်ဖုတ်စီစမ်းလေးရောင်းတယ်။အရွက်ကြော်တွေကတော့အများကြီးပဲစုံပေါ့ဟုတ်သစွန်ရောင်မူပဲတိပန်းမွင့် ။နောက်ပြီးလို့ရှိလို့ရှိရင်အတုပ်လေးတွေလည်းရှိတယ်။ပဲကလေးပါတုပ်အဲငဖယ်ကျင်တုပ်ပြီးသွားလို့ရှိရင်မင်းခွာရွက်တုပ်ခရမ်းသီးမီဖုတ်တုပ်တရချင်တုပ်ဒီစေးလောက်ရှိမှာတမင်းအရွက်ကြော်ရောပါရောဆိုရင်အရောင်းကတော့ဝတ်သားချက်သားပေါ့ဝတ်သားချက်သားအဲအတုပ်မှာဆိုခရမ်းသီးမီဖုတ်တုပ်ကတော့လူစားများတယ်။တုပ်လေးတွေကကြတော့တပွဲကိုတစ်ထောင်ဟိုထမင်းနဲ့ဟင်းနဲ့တစ်ခါပြန်ထိုင်စားပေါ့နော်တစ်ခါပြန်ပေါ်ပေါ်ပေါ့3500အသားဟင်းတမယ်ထမင်းတမယ်နောက်ဟိုအရေးတော့ မပြီးတိုးစရာချပေးမယ်။အဲ့ဒါတစ်ခါနေရော3,500။တစ်ဘာသားနဲ့စားစားဟုတ်တယ်။3,500။အာခုနှစ်နှစ်ခုနှစ်နှစ်လောက်တရှိဘူး။ဟာရောင်းတော့မှတမိ1300ပဲရှိတယ်။ခမင်းနဲ့ဟင်းနဲ့1300အဲ့ဒီကြံခဲ့တဲ့9နှစ်လောက်ကခမင်းနဲ့ဟင်းနဲ့1300အခုကကြတော့ခမင်းနဲ့ဟင်းနဲ့ဟို3500လိုက်ပွဲတစ်ပွဲကို900အရန်ဟင်းလေးတွေတစ်ပွဲ900ရှိတယ်အတုပ်ဆိုရင်1000ရှိတယ်။ဟုတ်ပြီးခဲ့တဲ့ဟိုတက်တုံးကတော့နည်းနည်းဟိုဈေးပြောင်းလဲလေးလုပ်ကြည့်ရဒါပေမဲ့ စားတဲ့လူတွေလည်းအဆင်ပြေအောင်လို့ဆိုပြီးတော့ပြန်ချလိုက်တယ်။ဒီကဲခောက်ကဟို၄တောင်ပေါ့နော်။တကြံပြီးတော့ပြပြချင်းမှာဈေးတွေတက်တယ်။အသားငါးတွေဈေးတက်တော့အမှ၄တောင်ခဏပြောင်းတယ်။ပြောင်းပြီးတော့အခုတော့၃တောင်ခဏပြန်ချလာတယ်။ခင်းကြီးပဲပါဆယ်ဆိုရင်တပွဲကို3000ရောင်းတယ်အဲဘလူလူမျိုးဆိုစုံမာရဲ့သမီးညိလေဘက်ဆိုရုံးဝင်တန်းနေလာတယ်အဲညဘက်ဆိုရင်တော့ရခိုင်တွေများတယ်ဒီရက်ွက်တွေမှာလေရခိုင်လူမျိုးတွေများတယ်အဲ့တော့သူကအဆက်များများပါတာကိုကိုကြိုက်တယ်နောက်နှစ်အဆက်ကျော်လို့ပါတော့အဲ့လိုမျိုး ။ဟောစားပြီးဘလို့ပြီးလဲဆိုတော့ဟိုပါပေါ့ကောင်းပါတယ်ပေါ့အဆင်ပြေပါတယ်ပေါ့သူကတို့ကသူကအဲ့လိုအဆက်လေးတွေကြိုက်တာလေးပေါ့။ဟင်းအမယ်လဲစုံတော့တချို့ဆိုရင်ရောက်တာနဲ့ဟားတယ်ဟင်းအမယ်တွေများနေတော့ဘာစားမှမတော့မသိတော့ဘူးလေအဲ့လိုတွေတော့ဖြစ်တယ်တချို့ကြတော့လေဘလို့မျိုးလေးရှိမလဲဆိုတော့အဲ့ဒီအမဲကျော်တို့ပါလို့ဆိုရင်တော့ဒီမှာပဲလာဝဲကြတယ်အမဲသားကျော်တို့အဲ့ဒီဟိုနောက်ငပိတို့စရာငပိတို့စရာဆိုရင်လေစားရဲလို့ထွားတာနဲ့ပြန်ပြင်ရတယ်ခါမပြင်လို့မရအောင်ဘန်းမှာပြအောင်တဲ့ကိုယ်တိုင်းကြိုးတာငပိရ မပြေကိုတိုင်းကိုလည်းတိုးစရာရဲ့တိုးစရာတော့အစုံပေါ့နော်ဟိုဘဲဒီချင်းတို့ဘာလို့ချင်းတက်တိတ်ကြီးရဲ့ကိုကကိုပဲတိုက်တယ်အဲတန်ရှင်းလက်ဆက်မှုပိုင်းကတော့အဲ့လိုပေါ့အမျိုးကအမြဲမတ်တက်တယ်နောက်ပြီးတော့အဲ့မှာရောင်းတဲ့ဟိုဟာဒီမှာဇွန်းဆိုရင်တပန်းအောင်တချောင်းဟိုလူမျိုးပေါင်းစုံရှိတယ်ဟိုသားစားတဲ့လူရှိတယ်အမဲသားမစားတဲ့လူရှိတယ်ဟိုမစားတဲ့လူရှိတယ်အဲ့တော့ဇွန်းဟိုတိတန့်သူ့ဟာဇွန်းသူပတ်သက်ပြီးတက်နှံ့နေထားပြီးတယ်